ဟုတ်ကဲ့အားလုံးပဲမင်္ဂလာပါ။ဒီနေ့ဗီဒီယိုမှာတော့ကျွန်တော်တို့ကအယောင်းဝယ်ရဲ့သဘောတရားလေးနည်းနည်းပါရှင်းပြမယ်ပထမဆုံးပါเนาะ။ကျွန်တော်တို့ကအယောင်းဝယ်တစ်ခုလောက်တော့မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကခန္ဓာအားညာအားငွေအားဒီအားတုံးမျိုးကိုကျွန်တော်တို့စိုက်ထုတ်ရတယ်ပေါ့နော်။စိုက်ထုတ်ရတယ်။ခန္ဓာအားစိုက်တယ်ဆိုတော့ကျွန်တော်တို့ကိုယ်တိုင်ဖန်တီးပြီးတော့ရောင်းတာနောက်ပြီးတော့ညာအားစိုက်တယ်ဆိုတော့ကျွန်တော်တို့ကအိုင်ဒီယာလေးထုတ်တာနောက်ပြီးတော့ကကြရင်တကယ်ချင်းပေါင်းတင်းတွေကိုရှယ်ယာခေါ်ပြီးတော့အဲ့ဒီရှယ်ယာရတဲ့ငွေနဲ့ကျွန်တော်တို့က ပစ္စည်းတစ်ခုခုဝယ်ပြီးတော့ပြန်ရောင်းပြီးတော့ရတဲ့အကျိုးအမြတ်ကိုခွဲယူတာဒါကတော့ဉာဏ်အားပေါ့ idea စိုက်တာပေါ့နောက်တစ်ခုကကြတော့ငွေအားစိုက်တာငွေအားစိုက်တယ်ဆိုတာကကြတော့ကျွန်တော်တို့အာပတ်စံနဲ့ပတ်စံနဲ့တစ်ခုခုဝယ်လိုက်တယ်ပြန်အားဝယ်လိုက်တဲ့ပစ္စည်းရဲ့တန်ဖိုးကိုတစမြင်ပြီးတော့ပြန်သွားရောင်းတယ်ဒါကကြတော့ကျွန်တော်တို့ငွေအားစိုက်တယ်ပေါ့နော်တချို့အာ ဘာနဲ့တူလဲဆိုတော့တပြက်စီအုံနဲ့တပြက်စီလေးရေလောက်မှရောင်းတဲ့လူတွေပေါ့နော်ဒါမျိုးတွေကကြတော့ဒါအထယ်တွေပါလောက်ရောင်းတဲ့လူတို့ကကြတော့ခန္ဓာကိုယ်နဲ့အားဆိုင်ရဒါတွေကတော့မိတ်ဆိုလို့နားလည်လိမ့်မယ်လို့ထင်တယ်အများကြီးမရှင်းပြတော့ဒီဗီဒီယိုမှာတော့ကျွန်တော်တို့ကကြတော့ဘာလို့တော့မလဲဆိုတော့ကျွန်တော်တို့ငွေအားလည်းမဆိုင်ဘူးခန္ဓာအားဆိုလည်းနည်းနည်းပဲဆိုင်မှာပေါ့ဗျာတော့အာ idea လဲကျွန်တော်ကအခုလက်ရှိ idea ထုတ်ပြထားရဆိုတော့မိတ်ဆိုတို့ဒီ idea အတိုင်းကိုပဲမိပြီးတော့လောက်သွားရအောင်မယ်ဒါမှမိတ်ဆိုတို့ခန္ဓာအားတော့နည်းနည်းဆိုင်ရမယ် ခန္ဓာအားစိုက်ရမယ်ဆိုတော့ဘလိုအားစိုက်ရမလဲဆိုတော့ခိုးလို့ခွန်အားပလာရည်နဲ့စိုက်ရမှာတော့မဟုတ်ဘူးကလစ်လေးတစ်ချက်နှစ်ချက်လောက်တော့နှိပ်ဖို့လိုတယ်ပေါ့နော်ဆိုတော့ညာမိတ်ဆိုလို့ကလစ်တစ်ချက်နှစ်ချက်လောက်နှိပ်ဖို့လောက်ကိုတော့မပြင်းနဲ့ပေါ့နော်အဲ့လောက်လောက်တည်းပြင်းနေဆိုလို့ရှိရင်တော့အာထားပါတော့အဲ့တော့ကျွန်တော်တို့စလိုက်ရအောင်ပေါ့နော်ကျွန်တော်မိတ်ဆိုတို့အတွက်ဒီမှာကျတော့နမူနာတဘောအနေနဲ့ကျွန်တော်စာအုပ်ကလေးတွေကိုရောင်းပြမယ် စာအုပ်လေးရောင်းပြမယ်ဆိုတော့ကျွန်တော်စာအုပ်က free ရမယ်စာအုပ်ပေါ့နော်ကျွန်တော်ကပတ်စံမဆိုင်ချင်ဘူးဗျာအဲ့တော့ free download လုပ်မယ်ပြီးရခါကျရင်ပြန်တော့ရောင်းမယ်အဲ့လိုမျိုးပုံစံမျိုးကျွန်တော်တွားမယ်အဲ့တော့ဒီမှာ website တစ်ခုရှာလာတယ်ဒီ website ပေါ့နော်ဒီမှာဒီ website ရဲ့ဒီမှာနော်ဒီ website အာဒီ website ရဲ့နောက်ပြီးတော့အာဒီ website ဒီ website တစ်ခုကိုကျွန်တော်ရှာလာတယ်အဲ့တော့မိတ်ဆွေတို့ဒီ website တစ်ခုကိုရှာလိုက်ပါရှာလိုက်ပြီးတော့တွေ့ပြီဆိုလို့ရှိရင် မိတ်ဆိုတော့ဒီစာအုပ်တွေထဲမှာကြိုက်တဲ့စာအုပ်တအုပ်ကို download ဆွဲလိုက်ရဒီမှာ okay ဒီမှာကျွန်တော်ကတော့ကြိုက်တဲ့စာအုပ်ကဒီဘက်ဒီဘက် website မှာကျွန်တော်မတွေ့ဘူးပေါ့နော်ဒီဘက် website မှာမိတ်ဆိုတော့တွေ့တယ်ဆိုဒီဘက် website ကလည်း download ရအောင်နော်ဒီမှာ got it now get it now ဆိုတာနှိပ်လိုက်လို့ရှိရင် download ဆွဲတဲ့ button လေးပေါ်လာကျွန်တော်ကတော့ဒီကနေတွားလိုက်မယ်အတိတ်ကတော့စာအုပ် website တွေရှာတဲ့နေရာမှာမိတ်ဆိုတော့တတိထားရမယ့်အချက်ကတစ်ချက်ရှိရယ်ဘာလဲဆိုတော့ဒီမှာ PRR ဆိုတဲ့စာလုံးလေး DPRR ဆိုတဲ့စာလုံးလေးเนาะအင်းဒီနားလေးမှာပြလိုက်မယ်ဒီမှာเนาะရှေ့ဆုံးမှာ PLR ဆိုတဲ့စာလုံးလေးအဲ့ဒီစာလုံးလေးပါတဲ့စာအုပ်အဲ့ဒီစာလုံးလေးပါတဲ့ website တွေကနေပဲတွားပြီးတော့ download မှာ free download ဆွဲပါဘာကြောင့်လဲဆိုတော့အဲ့ဒီ PLR ဆိုတာကကျွန်တော်တို့ရဲ့တီးဖြတ်ခွင့် license ပေါ့เนาะ license လို့ခေါ်ရအဲ့ဒီ license ကိုကျွန်တော်တို့ပြန်လဲအတုံးပြုလို့ရတဲ့ license မျိုးတွားပြောတာ PLR ဆိုတော့ကျွန်တော်တို့ပြန်လဲအတုံးပြုလို့ရတယ် ကာဘာတွေကို edit လုပ်လိုက်လို့ရတယ်စာရေးဆရာနာမည်တွေကိုပြောင်းလဲပလိုက်လို့ရတယ်စာစာအုပ်ထဲရစာပိုက်တွေမလိုချင်တာတွေကိုဖြတ်ထုတ်ပြီးတော့လိုချင်တာတွေကိုပြန်ဖြည့်လိုက်လို့ရတယ်ပြီးတော့ကိုယ်စာအုပ်အနေနဲ့ပြန်ရောင်းလို့ရတယ်ဒါကိုပြောချင်တာ copyright လွတ်တယ်ပေါ့ဗျာအဲ့တော့ကျွန်တော်တို့ကဒီမှာစာအုပ်တအုပ်အုပ်ရှာလိုက်မယ်ဘယ်စာအုပ်ရှာရင်ကောင်းမလဲဆိုတော့ထားပါကျွန်တော်အများကြီးတော့မှမစင်းစားတော့ဘူးကျွန်တော်တွေ့တဲ့စာအုပ်တခုခုပဲကျွန်တော် download ဆွဲလိုက်မယ်မိတ်ဆိုတော့တေချာလေးလူကြိုက်များနိုင်လောက်မဲ့စာအုပ်ကိုရှာလူတွေကဘလို့ရမျိုးစိတ်ဝင်စားလဲဆိုတော့ ဝက်ဆန်နဲ့ပတ်သက်တာတွေကိုစိတ်ဝင်စားတယ်ပေါ့နော်ဝက်ဆန်နဲ့ဆက်ပတ်သက်တာစိတ်ဝင်စားတယ်တနာယာကနဲ့ပတ်သက်တာစိတ်ဝင်စားတယ်ဒါတွေကတော့လူတွေရဲ့မနောတဘာဝမိတ်ဆွေတို့အခုခေတ်အခါနဲ့ချိန်ဆပြီးတော့ကြည့်လိုက်ပါဗျာနော်အဲ့ဒီတော့ကကျွန်တော်ကတော့အင်းဖေသားကိုရှာရင်ကောင်းမလဲဆိုတော့ခဏလေးပြန်တော့ကျွန်တော်စာအုပ်နည်းနည်းရှာလိုက်မယ်โอเคကျွန်တော်ဒီစာအုပ်လေး download လုပ်လိုက်မယ်ဗျာနော်ဒီမှာ transfer transfer your home into a cash machine โอเคတော့ ာပြောလဲဆိုတော့ကျွန်တော်တို့အိမ်ထဲအရာဝတ္ထုတွေနဲ့ပတ်စံဖြစ်ပြောင်းလဲလိုက်တယ်ဗောနော်အိမ်ထဲအရာဝတ္ထုတွေကိုကျွန်တော်ပတ်စံထုတ်တဲ့ set တွေဖြစ်ပြောင်းလဲနိုင်ရမှာဗောဒီလိုပြောချင်တာတည်းနဲ့ကြည့်ရတာပြောချင်တာတော့ဗျာအာတူခေါင်းစဉ်ကပြောချင်တာကျွန်တော်နားလေလို့ပြောတာနော်ကျွန်တော်နားလေလောက်ကတော့တူပြောချင်တာကအာအိမ်မှာရှိရဲ့အရာတွေနဲ့ကျွန်တော်တို့ပတ်စံရအောင်ဝင်ငွေရအောင်ဘယ်လိုလုပ်မလဲဆိုရဲပုံစံမျိုးပြောချင်တာဖြစ်လိုက်မယ်ဗောနော်အဲ့တော့ကျွန်တော် download ဆွဲလိုက်မယ် download ဆွဲမယ်ဆိုတော့ download ကိုနှိပ်လိုက်ပါ download ကိုနှိပ်လိုက်တဲ့အခါမှာ 2D မှာလေးဒါမျိုးလေး ple 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 လေးပြောထားတယ်ဒါမိတ်ဆွေတို့တွားပြီးတော့မဖတ်တတ်ဘူးဆိုတော့ဖတ်စရာမလိုဘူးကျွန်တော်ခုနကပြောထားတဲ့ပုံစံပဲမိတ်ဆွေတို့ဒီမှာအာ PRR ဆိုတဲ့ဟာစက်လုံးလေးပါဖို့ပဲအရေးကြီးရပါတော့မိတ်ဆွေတို့တွားရှာတဲ့ website မှာပြီးတော့ free ဖြစ်ဖို့လိုတယ်အဲ့ဒီတော့ဗျာဒီမှာကကြတော့နင်း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 ကျွန်တော် dis discussion လေးကိုကျွန်တော်ကူးထားလိုက်မယ်ဘာကြောင့်လဲဆိုတော့ဒီကောင်ကလိုလာနိုင်တယ် ကျွန်တော်ခဏနေကြာရင် description ထည့်ရမှာဆိုတော့လေအဲ့တော့ကျွန်တော်ဒီကောက်ကို copy ကူးထားလိုက်မယ်မကူးနိုင်လည်းရပါခဏမှခဏမှလာကူးလိုက်မယ်နော်အခုကတော့ download ဆွဲလိုက်မယ် free downloads လို့ပြောကျွန်တော် free downloads လုပ်လိုက်မယ် download လုပ်လိုက်တဲ့အခါကျတော့သူကဟောင်းသူဒီလိုပြောတယ်ဗောနော် Google device ကနေ download ဆွဲရမယ်လေဟုတ်တယ် Google device က download ဆွဲခိုင်းတာရောဗျာ download ဆွဲလိုက်တယ်ဗျာ advanced တချို့ဟာတွေကကြတော့ဒီလို download ဆွဲရတာဒါအဆင့်နေများတယ်ပေါ့နော်တချို့ဟာကြီးကျတော့များမှာမဟုတ်ဘူးလွယ်လွယ်ကူကူပဲရပါလိမ့်မယ်อืมဒီကောင်ကဒီမှာကြောင်ရပါလားထည့်ထားတယ်ဆိုတော့ကျွန်တော်ဒီစာအုပ်ကိုမ download တော့ဘူးဗျာဘာလို့လဲဆိုတော့အဲ့လောက်ထိခက်ခဲနေဆိုတော့ကျွန်တော်မ download ဘူးโอเคကျွန်တော်ဒီစာအုပ်ကလေးကို download လုပ်လိုက်ရအောင်เนาะဟို ဟိုစာအုပ်ကကျတော့ Google Drive ထဲကိုတွားပြီး download လုပ်ရမှာဆိုတော့နည်းနည်းခက်ခဲရတော့ကြောင့်မို့ကျွန်တော်ဒီစာအုပ်ပဲ download လုပ်လိုက်တယ်ဒီမှာဒါ free download လုပ်လိုက်တယ်ဆိုလို့ရှိရင်ဒီ link လေးကိုရောက်လာပြီမော်နော်ဒီမှာဒီစာအုပ်လည်းเนาะနာမည်လည်းတူတယ်เนาะဒီမှာဒါဆိုလို့ရှိရင်ကျွန်တော်တို့ဒါကိုခွင့်ကြည့်လိုက်မယ်ပေါ့เนาะခွင့်ကြည့်လိုက်မယ်ဆိုရင် file ကိုနှိပ်ဒါကိုတော့မနှိပ်နဲ့เนาะဒါကိုနှိပ် file ကိုနှိပ်လိုက် file ပုံလေးကိုနှိပ်လိုက်တော့ဘယ်လိုရောက်သွားလဲဆိုတော့ဒီမှာဒါကျွန်တော်ရဲ့စာအုပ်ပေါ့เนาะ ျွန်တော်ရစာအုပ်ဆိုတော့ကျွန်တော်ကတော် extra လောက်ရမှာပေါ့နော် extra all ဆိုတာလေးလောက်ရမယ်ဒါပေမဲ့ကျွန်တော်ဘယ်မှာလောက်မလဲဆိုတာအရင်ရွေးရမယ်ပေါ့နော်အာ extra extra all နေလိုက်လေဆိုရင်ဘယ်မှာလောက်မလဲလို့တူမေးရကျွန်တော်ကဒီထဲမှာလောက်လိုက်မယ်ပေါ့နော်ဒီမှာအာ Mr. Pain data ဒီအောက်မှာပေါ့နော် Okay ကျွန်တော်ကအောက်မှာလောက်လိုက်မယ်ရော့ဒီနားပေါ့နော် Okay extra လောက်လိုက်ပြီ ။ဒါဆိုရင်ဒီမှာစာအုပ်ကတော့ရောက်လာ။ကျွန်တော်တောင်နှိပ်ကြည့်လိုက်။ကျွန်တော်တောင်နှိပ်ကြည့်လိုက်တယ်ဆိုရင်ဒီမှာဘူး။ဒါကကျတော့စာအုပ်စာအုပ်ရဲ့ပုံပေါ့နော်။ကာပါပေါ့မျက်နှာဖုံးပုံ။ protect ထဲကိုဝင်။ protect ထဲကိုဝင်တဲ့အခါကျရင်ကျွန်တော်တို့ဒီမှာ ebook ဆိုတာရှိရဲ့။ ebook ထဲမှာမှာဒီဒီ file လေး pdf file လေးလုံးမယ်ဒီကောင်ကတော့မလို့ကျွန်တော်ပြင်ချင်တယ်ဆိုတော့ကျွန်တော်တို့ကဒီမှာတွားပြင်လို့ရတယ်ဆိုတော့ကျွန်တော်ကတော့ပုံမြန်တဲ့နည်းနဲ့တွားမယ်ဆိုတော့ဒီကောင်ကိုဖြတ်လိုက်မယ်အဲပြီးရခါကျရင် အကာပါကာပါလဲကျွန်တော်မတုံးကာပါလဲဖြတ်မယ်ကာပါကျွန်တော်ကာပါနဲ့ကျွန်တော်ပဲတော်မယ်ပေါ့နော်ယော့ဒီကောင်မှဖြတ်လိုက်မယ်ဒီကောင်လည်းဖြတ်လိုက်မယ်ယော့ဒါဆိုရင်ကျွန်တော်မှာ ebook တစ်ခုပဲရှိရောအဲ ebook ထဲမှာမှာဒီ pdf file တစ်ခုပဲရှိရောโอเคဒါဆိုရင်ရပြီကျွန်တော်ဘယ်ကိုတွားမလဲဆိုတော့အခု canva ထဲကိုတွားမယ်ဟောဒီထဲကိုမလာသေးဘူးနော် canva ကိုတွားမယ်ဆိုတော့ကျွန်တော် canva ထဲကိုတွားလိုက်မယ် canva ထဲကိုတွားပြီးရခါကျရင်ဒီမှာ project ရှိရယ် template ရှိရယ်ကျွန်တော်တို့ကဘယ်လိုတွားရမလဲဆိုလို့ရှိရင်အာ home ကိုရင်တွားလိုက်မယ် home ကိုရင်တွားလိုက်မယ် home ကိုတွားပြီးရခါကျတော့ကျွန်တော်တို့ကအာတခုတွားရှာရမှာစာအုပ်လုပ်မှာဆိုတော့ကျွန်တော်တို့စာအုပ်လုပ်ဖို့အတွက် ebook ပေါ့နော် e b o o k ebook ebook ဆိုရကမာထဲမှာရှာလိုက်မယ် ရှာလိုက်တဲ့အခါကျတော့မတွေ့လဲဆိုတော့ဟောအပေါ်ကပြောင်းထားဖို့လိုတယ်။ဒါက template template မှာထည့်ဖြစ်နေဖို့လိုရွာဒီဇိုင်းမှာဖြစ်နေလို့မရဘူး။ okay ဒီမှာ ebook ဆိုပြီးရှာလိုက်တယ်ဆိုရင်သူကဒီလိုလေး ebook နဲ့တက်ဆိုင်တဲ့တာဝတ်စာလေးအများကြီးပေါ်လာပြီเนาะ template လေးအများကြီးပေါ်လာပြီ ဒါတွေကျွန်တော်တို့ကဘာပဲဖြစ်ဖြစ်တခုခုရွေးလိုက်ဘာလို့ဆိုတော့ကျွန်တော်တို့ကာပါကိုလည်းကိုယ်တိုင်ဆွဲမှာမဟုတ်လို့อืมအဲ့ကာပါမကောင်းနည်းနည်းလင်းနေတဲ့ဟာလေးပိုကောင်းတယ်ကျွန်တော်ဒီကောင်လေးကိုယူလိုက်မယ်ပေါ့နော်ဒီကောင်လေးကိုယူလိုက်မယ် customize ဆိုတာနှိပ်မယ် ွဲရပြီပေါ့နော်ဒီမှာရပြီအဲ့ဒီကျွန်တော်ဘာလို့ဆရာကြံလေးလဲဆိုတော့ဘာလို့ဆရာကြံလေးလဲဆိုတော့ကျွန်တော်ဒီမှာတွားလိုက် upload file ဆိုရှိရကျွန်တော် upload ကိုနေပြန် upload file ကိုနေကျွန်တော်ဒီထဲမှာပါရှာရမလားဆိုတော့ download ဟော download တဲမှာမဟုတ်ဘူးဘယ်ထဲမှာလဲဆိုတော့ဒီထဲမှာ d mr ping mr ping ထဲမှာမှာ data ထဲမှာရှိနေတယ်ဒီစာအုပ်ပေါ့နော် ရော့တက်တဲ့အတော့ ebook တဲ့အတော့ဒီကောင်ဒီကောင်လေးကိုကျွန်တော်ယူလိုက်ယူလိုက်တော့တူကဒီနေရာကိုရောက်လာပြီပေါ့နော်ဟွန်းကျွန်တော်ဒီမှာဆိုလို့ရှိရင်ဒီမှာရှာလို့မတွေ့ဘူးမလားဒါဆိုလို့ရှိရင် design ထဲမှာနေလိုက်ဒီမှာနော်တူကတော6ထိရှိစာမျက်နှာ6ထိရှိကျွန်တော်အကောင်လုံးအမှန်ချစ်လိုက်မယ်အမှန်ချစ်လိုက်မယ်ပြီးရောက်ခါကျလို့ရှိရင်ဘာလို့လဲဆိုတော့ apply all 9 page နဲ့ကျွန်တော် ီစာမျက်နှာအကုန်လုံးအတုံးပြုတ်မယ်ပေါ့နော်ဒီဟာ blind ကိုနေလိုက် okay ဒါဆိုလို့ရှိရင်ဒီမှာစာမျက်နှာအကုန်လုံးဒီထဲကိုရောက်သွားလိမ့်မယ်မနော်ဟုတ်ပြီနော်စာအုပ်အကုန်လုံးဒီထဲရောက်သွားရယ်နော်ရပြီရဒါဆိုလို့ရှိရင်ကျွန်တော်ဘာလို့ဆရာကြံသေးလဲဆိုတော့ကျွန်တော်နောက်ဆုံးအနေနဲ့ဒီ cover design လေးကိုပြင်ဖို့ပဲလိုတော့နော် cover design လေးကိုပြင်ဖို့ပဲလိုတော့ဆိုကျွန်တော်ဒီကောင်ကိုမချိုက်ဘူးကျွန်တော်ဒီကောင်မကြိုက်ဘူးဆိုတော့ကျွန်တော် cover design ကိုမလုပ်မလဲဆိုတော့ ChatGPT ကိုဆွဲခိုင်းမယ်မဟုတ်ရင်လည်း Canva ကိုဆွဲခိုင်းမယ် Okay ဆိုတော့ကျွန်တော်စာအုပ် Canva ဆွဲဖို့အတွက်ကျွန်တော် Thin Idea စဉ်းစားလို့မရဘူးเนาะအဲ့တော့ကျွန်တော်ဒီကောင်ပေါ့เนาะဒီစာအုပ်ရဲ့နာမည်ကိုကျွန်တော်က copy ကူးပြီးတော့ ChatGPT ကိုပေးလိုက်တယ်ဒီလိုပေးလိုက်ရပါတော့ဒီမှာ copy ကိုပြီးတော့ chat gpt ပေးလိုက်ပြီးတော့ဒီစာအုပ်အတွက်ကာပါဆွဲပုံအတွက် prompt ရေးပေးပါလို့ပြောလိုက် prompt ကစာလုံးပေါင်းမားနေတာမျိုးဒါမှထားလိုက်ပါတူတိမှာပေါ့အဲ prompt ရေးပေးပါဆိုမှကျွန်တော်ပြောလိုက်ရပါတော့ပြီးတော့ကျွန်တော်ပို့လိုက်ပြီးပို့လိုက်တော့သူဘယ်လိုရေးမလဲကြည့်ရပါတော့ Okay ဆိုတော့ဒီမှာကျွန်တော် prompt ရပြီ prompt ရပြီဆိုတော့ကျွန်တော်ဒါလေးကို copy ကူးလိုက်မယ် copy ကိုပြီးရင်ကျွန်တော်ပဲတွားမယ်ဆိုတော့ကမ်ပါတဲ့ကိုတွားဒီမှာကမ်ပါ AI ဆိုတာရှိရယ်ကမ်ပါ AI ကိုတွားလိုက် တကယ်တော့ချက်ကြည့်ဗီဒီယိုဆွဲခိုင်းမယ်ဆိုရင်လည်းဆွဲလို့ရတယ်နော်ဒါပေမဲ့မဆွဲခိုင်းတော့ဘူးဒီမှာကမ်ပါမှာတခါလာဆွဲခိုင်းမယ်ဘာလို့လဲဆိုတော့ကမ်ပါကတခါဆွဲပြီးရင်၄ပုံဆွဲပြီးရင်ဒါကြောင့်ကျွန်တော်စိုက်တာရေးလို့ရချက်ကြည့်ဗီဒီယိုကတခါဆွဲပြီးရင်တပုံပဲဆွဲလို့ရတယ်ပြီးတော့နည်းနည်းနေရီโอเคအဲ့တော့ခုနကပရော့ကိုဒီမှာလာထည့်လိုက်ပြီးပြီးရခါကျရင်ကျွန်တော်များလေးကိုနှိပ်လိုက်မယ်ဒီပုံဆွဲပေးမယ်ပေါ့ဗျာအဲ့တော့ကျွန်တော်ကြီးလိုက်အောင် โอเคသူကျွန်တော်ဆွဲပေးတဲ့ပုံလေးမှာကြည့်လိုက်ပါကာဘာပုံလေးဒီပုံကြိုက်လားကြည့်နော်ဒီပုံကောင်းမလားဒီပုံမကြိုက်ဘူးမကြိုက်ဘူးဆိုပေပုံကောင်းလားဒီပုံကောင်းလားဒီပုံကောင်းလားဒီပုံကောင်းလားပယ်ပုံကြိုက်လားမဲဆိုစဉ်းစားလိုက်ပြန်တခုခုရွေးလိုက်ကျွန်တော်တော့ဒီပုံလေးနည်းနည်းကြိုက်တယ်လို့ခံစားရတယ်ဟာဒီပုံလေးပေါ့နော်အဲ့တော့ဒီပုံလေးယူလိုက်မယ်ရရကျွန်တော်ကာဘာရပါပြီ ီးရောအခါကျရင်ကျွန်တော် project တွေကိုတွားမယ်ဒီမှာခုနကကျွန်တော်ဖြတ်လိုက်တဲ့ကာပါရှိရပါတော့အဲဒါကျွန်တော်ခုနယူလိုက်တဲ့ပုံလေးကိုတွားထည့်ရမှာပါနော် upload နောက်ကိုဆက်လာနိုင် upload file ကိုနှိပ်မယ် download ကိုတွား download ဆွဲလိုက်တဲ့ပုံလေးယူလိုက်မယ်ဒီမှာရောက်လာနော်ပုံဒါလေးတစ်ချက်နေလိုက်ဟောဒီမှာ cover ပုံလေးရောက်လာပြီကျွန်တော်ဒါလေးကိုချဲ့လိုက်မယ် ာပြည့်ပေါ့နော်ဟာပြည့်ပြောရပြီလားဘယ်လောက်ဆိုအဆင်ပြေပြီလားအဆင်ပြေပြီနော်မကြည့်စာအုပ်ဒီဇိုင်းကာဗာပုံလေးရတိုင်း okay ဆိုတော့ကျွန်တော်နောက်ဆုံးကိုတစ်ချက်လောက်တွားကြည့်လိုက်အောင်သူစာရေးဆရာနာမည်ပိုင်းညာရှိရဆိုရင်ကျွန်တော်ပြောင်းလို့ရအောင်လို့ပေါ့နော် โอเคสายเสียนามไม่ရှိဘူးကျွန်တော်နာမည်ထည့်ခြင်းတယ်ဆိုနဲ့ထည့်ပါเนาะဒီနားလေးมาပါเนาะဒီနားလေးมาကိုလင်းဆိုပြီးတော့ထည့်လိုက်လို့ရတယ်အာထည့်ပြလိုက်မယ်ဗျာကြာလာမတ်လို့โอเคဟာပိုင်းဟုတ်မြန်မာလိုကြီးပြင်ပိုင်းကိုလင်းစလုံးကနည်းနည်းတေးနေမလားမမြင်အောင်မလားကျွန်တော်ချဲ့ပြလိုက်မယ်ရော့ မြင်ရလားဒီနားလေးမှာထားလိုက်မယ်ဒါပေမဲ့ဆလုံးကအယောင်တော့နည်းနည်းပြောင်းဖို့လိုပဲပေါ့နော်အဲဒီတော့ကျွန်တော်မြင်တောင်လို့အဖြစ်အောင်ထားလိုက်မယ်ဒါဆိုလို့ချင်းရပြီပြီးတော့တွေ့ရဲ့ဟိုဟာ color border လေးကိုနည်းနည်းထားလိုက်မယ်ပေါ့နော်ဆလုံးကိုအနီအောင်လေးထားလိုက်음ပြီးနည်းနည်းလေးချဲ့လိုက်ဒါဆိုရင်ရပြီလားမနော်ဟုတ်ပြီနော်အဲ့တော့ ဒီစာအုပ်ကိုဘယ်သူရေးရလဲကိုလင်းဆိုတော့ကျွန်တော်ရုတ်တာချောတဲ့ကောင်လေးရေးတာဟုတ်ပြီနော်ဒီမှာတကယ်ကျွန်တော်ရေးရတာမရေးဘူးလေကျွန်တော်မရေးဘူးကျွန်တော်ဒေါင်းလုဒ်ဆွဲလိုက်တာမဲဆိုလို့တွေ့ရတယ် Okay ဒါ PDF ဆိုကျွန်တော်ဘာလုပ်မလဲဆိုတော့ဒါကို PDF file အနေနဲ့ကျွန်တော်ထုတ်ရမယ်အဲ့တော့ share ကိုနဲ့ download ကိုနဲ့ဒီမှာ PDF file ဆိုတာဟာလေးရှိရဲ့မဲဆိုလို့ဒီကောင်မကြိုက်ဘူးဆိုလို့ချင်း ready to print ကိုနဲ့ဒီမှာနော်အာ background နဲ့ပဲ download download မဲဆိုလို့တဘောပဲကြိုက်တယ်လို့လုပ်ဝင်ကျွန်တော် download ဆွဲလိုက်ပြီ ။ Okay အခုဆိုရင်ကျွန်တော် download ဆွဲပြီးပါပြီဒီမှာကျွန်တော်ရဲ့စာအုပ်ဒီမှာရောက်သွားပြီ။ဒါဆိုကျွန်တော်နောက်တဲ့ဘာလို့ဆရာကြံသေးလဲဆိုတော့စာအုပ်လည်းရသွားပြီဗျာ။ရောင်းဖို့ပဲကြံတော့ပါဘောနော်။ရောင်းဖို့ပဲကြံတော့ဆိုတော့ကျွန်တော်ရောင်းမဲ့ဟာကိုတွားမယ်။ကျွန်တော်ရဲ့ store ဆိုင်ကိုတွားမယ်။ဒါတော့ကျွန်တော် store ပေါ့နော်။ဒါ account ဖွင့်တဲ့ဟာကိုတင်ထားပြီးရရှိရမိတ်ဆွေတို့တွားပြီးတော့လေ့လာလို့ရတယ်။ဒီတော့ရောက်ပြီဆိုရင်ကျွန်တော်အာ new product ကိုနှိပ်လိုက် add new product ကျွန်တော်ရောင်းမဲ့ပစ္စည်းရပါလေ digital ပစ္စည်းဒီမှာ digital product digital product ကိုနေပြီးတော့ဘာလုပ်ရမလဲဆိုတော့ upload product file upload product file ကိုနေကျွန်တော်ခုန download ဆွဲလာတဲ့ product file ကိုနေလိုက်ဒီမှာเนาะဒါ download ဆွဲလာတဲ့ခုနကကျွန်တော်ဖန်တီးထားတဲ့ website ပေါ့ဗျာဟော ebook ပေါ့ခုနကကျွန်တော်ဖန်တီးလိုက်တဲ့ကောင်ခုနကကျွန်တော်ကမ္ဘာထဲမှာလုပ်လိုက်ရလေအဲ့ကောင်လေမယုံဆိုမဲဆိုတော့တစ်ချက်လောက်ဖွင့်ကြည့်လိုက်အောင် download ကိုနေမယ်เนาะ download ကိုနေမယ်ကျွန်တော်တစ်ချက်လောက်ဖွင့်ကြည့်လိုက်မယ်မဲဆိုတော့ မယုံဆိုရင်ဒီမှာကြည့်တာเนาะကျွန်တော်လောက်ထားရဟုတ်လားတကယ်တော့ဒါကြီးကျွန်တော်ရေးတာမဟုတ်ဘူးကျွန်တော်ကာဘာလေးပဲပြောင်းလိုက်တာဒါမိတ်ဆွေတို့မျက်မြင်တက်တည်ပဲအဲ့တော့ဗျာကျွန်တော်ပြီးသွားပြီအာစာအုပ်ရောင်းမဲ့နေရာဘယ်ရောက်သွားပါလဲโอเคဒီနားရောက်သွားပြီမနော်ဒီမှာ upload ကျွန်တော်တင်ပြီးတော့โอเคရပြီဒါဆိုရင်ဒီမှာဘာရေးမလဲဆိုတော့ကျွန်တော်ဘာရေးရမှာလဲဒီမှာစာအုပ်နာမည်ရေးရမှာလေစာအုပ်နာမည်ရေးရမှာဆိုတော့စာအုပ်နာမည်ကျွန်တော်လည်းမမှတ်မိအောင်ပြန်လာရှာလိုက်ပေါ့လွယ်လွယ်လေး ဒီမှာဒါစာအုပ်နာမည်အဲ့တော့ copy ကူးလိုက်မယ် copy ကူးလိုက်မယ်ဆိုတော့နာမည်ကိုပြောင်းချင်ပြောင်းလိုက်လို့ရအောင်နော်ဒါပေမဲ့မပြောင်းတော့ဘူးကျွန်တော်အဲ့ဒီနာမည်အတိုင်းပဲထည့်မယ်ဒီမှာနော်စာအုပ်နာမည်ရရဈေးနှုန်းတက်မှတ်မယ်ဈေးနှုန်းဘယ်လောက်တက်မှတ်မယ်တက်ဆယ်လားနှစ်ဆယ်လားတရာလားမိတ်ဆိုတို့တဘောပဲကျွန်တော်ကဒီမှာစာအုပ်ကစာမျက်နှာ6မျက်နှာပဲရှိရပါတော့စာမျက်နှာ6မျက်နှာပဲရှိရအတွက်ကြောင့်မလို့ကျွန်တော်တက်မျက်နှာကိုတစ်ချက်နှုန်းနဲ့တက်မှတ်မယ်ဆိုများရလားများတယ်နော် များတယ်ဆိုတော့ဗျာကျွန်တော်ထားပါကျွန်တော်လည်းအလကားရတာပဲဗျာအဲ့ဒီတော့ကျွန်တော်၄ချက်ပဲတတ်မှတ်လိုက်မယ်နော်၅ချက်တောင်မဟုတ်တော့၄ချက်ရပြီဗျာ၄ဒေါ်လာပေါ့လူတစ်ယောက်ကိုရောင်းထွက်သွားရင်၄ဒေါ်လာပေါ့နော်အဲ့ဒီတော့ဗျာဒီမှာဘာထည့်မလဲဆိုတော့ဒီမှာတော့ကျွန်တော်တို့ကာဘာပုံလေးထည့်မယ်ဆိုဗျာခုနဆွဲထားတဲ့ကာဘာပုံလေးဒီကောင်လေးညောရောက်ပြီလားဒီမှာကာဘာပုံလေးရောက်ပြီနော်โอเคစာအုပ်ကာဘာပုံလေးလည်းရောက်ပြီ တရွတ်ရင်ဒီမှာ discretion ထည့်ရမယ်စာအုပ်အကြောင်းစာအုပ်အကြောင်းမိတ်ဆွေတို့နားမလည်ဘူးလေနော်ဘာဘာရေးတာလဲမိတ်ဆွေမှမဖတ်ထားတာမိတ်ဆွေ copy ပဲဆွဲဆွဲထားတာ download ပဲဆွဲထားဟုတ်မလားအဲ့တော့ဗျာဒီဟာလေးကိုဆွဲလိုက်ဒါလေးကိုပဲဒီမှာဒါတူမှာစာအုပ်အကြောင်းကိုသူရေးထားပြီးသားရှိအဲ့တော့ကျွန်တော်တို့ copy ကူးလိုက် copy ကူးလိုက်ရယ်ပြီးတော့ဘာလုပ်မလဲဒီမှာလာပြီးတော့ page လောက်လိုက်ပြီးရွာရရဒီမှာ okay ီမှာဆိုလို့ရှိရင် everyone can see this product ဒါ everyone can see လောက်ထားမှာပဲရမှာဘာလို့ဆိုတော့လူတိုင်းမြင်မှာပဲရောင်းထွက်မှာအဲ့တော့ကျွန်တော်တို့ဒီမှာ head product ကိုနှိပ်လိုက်လို့ရတယ် a band option တွေရှိသေးတယ်ဒါမိတ်ဆိုတို့နည်းနည်းပါနားလည်တဲ့လူဆိုလို့ရှိရင်တွားပြီးတော့ကြည်လိုက်အာ product is an ebook မှာဒါတူကပြောထားတာဒါ product က ebook လား pdf file လားပြောထားတာချက်ထားလိုက်ကျွန်တော်တို့ဘာလို့ဆိုင်လို့ဒါပဲနှိပ်လိုက်ပြီးွားရပြီဗျဒါပဲသားလွယ် ။ Okay အဲ့တော့ကျွန်တော်ဇေယျံဖို့အတွက်ဒီ link လေးကို copy ကူးထားရမယ်။ဒီ link လေးကို copy ကူးထားမဟုတ်ဘူးဆိုလို့ရှင်လည်း Facebook မှာတခါလဲ share လို့ရတယ်။ X မှာလည်းတခါလဲ share ဆွဲအာ share လိုက်လို့ရတယ်။စကားလုံးတွေထည့်ကုန်။အဲ့တော့ကျွန်တော်တို့ရဲ့ store site လေးကိုတွားကြည့်ရအောင်။ကျွန်တော်တို့ရဲ့ product ပေါ့နော်။ကျွန်တော်တို့ရဲ့ product ဘာတွေရောင်းထားရလဲဆိုတော့တွားကြည့်လိုက်မယ်။တွားကြည့်လိုက်တော့ကျွန်တော်တို့ရဲ့ထုတ်ကုန်ကဘယ်လိုဖြစ်နေမလဲဆိုတော့လူတွေအမြင်မှာဒီလိုလေးမြင်နေရမှာ။အာဇင်းတော့ကဘယ်လောက်လဲ လေးချက်ရှိပြီအဲ့တော့တူလဝယ်ခြင်းလဲဆိုလို့ရှိရင်ဒီမှာ buy now ကိုနှိပ်လိုက်တယ်ဒါတော့ customer အနေနဲ့ပေါ့နော်ဝယ်မယ်ပေါ့ကွာဒီစာအုပ်ကစိတ်ဝင်စားစရာကောင်းတယ်ဝယ်လိုက်မယ်ဖတ်ကြည့်မယ်ပေါ့အဲ့တော့ဒီမှာ paypal နဲ့ pay လို့ရတယ် debit card နဲ့ pay လို့ရ credit card နဲ့ pay လို့ရတယ်အဲ့တော့မဲဆိုတော့ဒါကကျွန်တော်တို့အာရှအတွက်မဟုတ်ပါဘူးပြောလို့ရှိရင်အနောက်တိုင်းတွေမှာပုံမှန်ဟိုအဆင်ပြေပေါ့နော်ဘာလို့လဲဆိုတော့ အနောက်အနောက်နိုင်ငံကလူရဲကျွန်တော်တို့တဲ့စာအုပ်ကပို့ပြီးတော့ဖတ်ကြတယ်ဒါကြောင့်မို့အနောက်နိုင်ငံတွေကိုနေချဲနိုင်အောင်လုပ်ဖို့အကြံပေးချင်တယ်အဲ့တော့ကျွန်တော်တို့ကရသွားပြီညာဒါဆိုလို့ကျရင်မိတ်ဆွေတို့နားလည်ရမယ်လို့ထင်တယ်စာအုပ်ကကျွန်တော်တို့ကိုယ်တိုင်လည်းရေးဆရာမလို့ဘူးကျွန်တော်တို့ကိုယ်တိုင်လည်းအာတွားပြီးတော့ဖန်တီးနေဆရာမလို့ကလစ်လေးတစ်ချက်နှစ်ချက်လောက်နှိပ်လိုက်ရုံနဲ့ကျွန်တော်တို့ product တစ်ခုရပြီးရောင်းဆရာတစ်ခုရှိရောင်းစာတစ်ခုရှိပြီဆိုတော့ပတ်စံရအောင်ဘယ်လိုလုပ်ရမလဲဆိုတော့မိတ်ဆွေရောင်းဖို့ပဲလိုတော့ရောင်းဆရာလည်းရှိပြီးသွားပြီညာရောင်းတဲ့နည်းကိုလည်းတည်ပြီးသွားပြီ ဲ့ဒါမှမရောဘူးဆိုလို့ရှိရင်ကိုဖာရာကိုတိတ်လိုက်တော့ဒါပဲဘိုင်ဘိုင်